နောက်ထပ်ဇင်မို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီစနေနေ့ရပေါ့စနေနေ့ကနေပြီးတော့ကောင်းစီနဲ့မြေတက္ကိနတီမြို့ပေါ့တက္ကိနတီမြို့မှာရှိတဲ့ကျေးမုံဆေးရုံပေါ့အဲ့တော့ကျေးမုံဆေးရုံကိုကျွန်တော်တို့ပိတ်လိုက်ပြီလို့တော့ကျွန်တော်သိရတယ်အဲ့တော့သိရတော့ကျွန်တော်လည်းတက္ကိနဘက်ကိုသွားပြီးတော့ကျေးမုံရှိတဲ့နေရာကိုကျွန်တော်လည်းကျေးမုံဆေးရုံမှာကျွန်တော်ဆေးမပြဘူးပေါ့ဆေးမပြဘူးကျွန်တော်ကဆေးပြရင်ဒီနေပြီးတော့ကရေထောင်မှာပဲကျွန်တော်ပြပါတယ်ကျွန်တော်ဒီပုတ်လေးရဲ့ဆေးရုံမှာကျွန်တော်ဆေးသိမ့်မပြပြပါဘူးမပြပြပါဘူးကျွန်တော်ပြရင်တော့ဒီနေပြီးတော့ကရေထောင် ဒါဒီမှာပြတယ်ပြီးရင်ကျွန်တော်သိတဲ့ဒီပုံပြဆေးအုပ်ထုမှာပြတယ်ပေါ့ဒီတစ်ခုမှာပဲပြပြတာပေါ့အဲ့တော့ဒီအပိုင်းမှာကျွန်တော်လည်းဒီတက္ကိတတီမျိုးမှာရှိတဲ့ကျင်းမှုဆေးအုပ်မှာကျင်းမှုဆေးအုပ်ပိတ်လိုက်တယ်ပေါ့ဗျပိတ်လိုက်ရပေါ့ပိတ်လိုက်တာပိတ်လိုက်တယ်လို့သိရတယ်အဲ့တော့အเจ้าမျိုးမျိုးတော့ပြောကြတာပေါ့ဗျာဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေ့ကြည့်တယ်တွေ့ကြည့်တော့ဘာတွေ့ရလဲဆိုတော့ဒီဆေးအုပ်ရဲ့ဒီခြံစည်းရိုးအဝပေါ့ခြံစည်းရိုးမှာတော့ဗားရထားလဲဆိုတော့ဤဆေးအုပ်ကြီးကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများခိတ္တရနာထားပါသည်အစင်မပြေမှုအတွက်တောင်းပန်ပါသည်လို့ စာလေးရေးတာတွေ့ရတာပေါ့ဒါတော့ကျွန်တော်အမှဖုန်းလေးနဲ့သွားရိုက်တဲ့ပုံပေါ့စေယုံကြီးကျမ်းမာရေးဝန်ဆောင်မှုလုပ်ငန်းများခိတ္တရနာထားပါသေးတယ်အစင်မပြေမှုအတွက်အမှုမျိုးတောင်းပန်အပ်ပါသေးပါဗျာအဲ့လိုရေးထားတယ်အဲ့လိုရေးထားတော့ကျွန်တော်သိတဲ့အသည့်နဲ့ဒီစေယုံပိတ်ထားတဲ့အခြေအနေကသွားပြီးတော့တစ်ထက်နဲ့သွားကြတယ်တစ်ထက်နဲ့သွားကြတော့ဒီစေယုံကဘာကြောင့်ပိတ်တာလဲပေါ့ဘာကြောင့်ပိတ်တာလဲဆိုပြီးတော့ကျွန်တော်ကဒီကျမ်းမာရေးဝန်ကြီးဌာနကျွန်တော်မေးခွန်းပေးလိုက်တယ်မေးခွန်းပေးလိုက်တဲ့အခါမှာကျမ်းမာရေးဝန်ကြီးဌာနကအဖြေကိုပြန်တင်ပြပါမယ်ကျင်းပုံစေယုံတည်တဲ့ရှောင်းတခင်စစ်စေးဝင်အောင်ချိန်တိုင်းလိုင်စင်တန်းတန်း ကုံဆုံးနေခြင်းတရားဝင်စေကုသောက်ွက်မရှိသောဆရာဝန်အထုကုဆရာဝန်များထားရှိခြင်းတို့တွေ့ရှိရတဲ့အတွက်လူသားများအကျိုးကဆေးရုံအားလုပ်ငန်းများရဆိုင်ရခြင်းဖြစ်ပါသည်အဲ့တော့အဲ့မှာရှင်းရှင်းလေးနံပါတ်၁ချက်ကဆေးရုံကလုပ်ငန်းလုပ်ငန်းလုပ်ငန်းလိုက်စင်တက်တန်းကုန်သွားပြီနံပါတ်၁ကတရားဝင်စေကုသောက်ွက်မရှိသောဆရာဝန်အထုကုများထားရှိခြင်းတဲ့အဲ့တော့ကျွန်တော်တို့ဒီမှာဖော်ပြထားတာကဆရာဝန်အထုကုတွေထားရှိတယ်အဲ့ဒီဆရာဝန်အထုကုတွေကဘယ်လိုဆရာဝန်လဲဆိုတော့ တရားဝင်စေကူတာခွင့်မရှိတော့ဆရာအောင်လို့ဖော်ပြထားတယ်တတိယမြေဒါတော့ကျွန်တော်တို့နားလေတာကတော့ရခိုင်စီဒီယံလောက်သွားတဲ့ဆရာအောင်တွေကိုဒီမှာပြန်ခန့်တယ်လို့ကျွန်တော်နားလေရပါတယ်ဘာကြောင့်လဲဆိုတော့ကျမ်းမာရေးဝန်ကြီးဌာနရဲ့အဖြေမှာလည်းကျွန်တော်တို့ဆရာအောင်အထုကူများထားရှိခြင်းအဲ့ဒီရဲ့ရှေ့မှာပြန်ညွှန်းထားတာကတရားဝင်စေကူတာခွင့်မရှိတော့ဆရာအောင်အထုကူဆရာအောင်များထားရှိခြင်းဒါကြောင့်ဒီစေအောင်ပိတ်လိုက်ရပါတယ်အဲ့တော့အချက်တစ်ချက်ပါနေပြီးတော့မှဒါကျွန်တော်တို့ရှာရှာပပပါဗျာနော်ဒကိနာတီတီမျိုးမှာရှာရှာပပဖြစ်ခဲ့တာပါတယ်ဒါကျေးပုံစေအောင် ကျင်းဝင်စဉ်ကိုဒါကြမ်းမှယူကြတာအချက်နဲ့ချက်နဲ့ပိတ်တယ်ပရမချက်ကလိုင်စင်တန်းကုန်လို့ဒုတိယချက်ကတရားဝင်စင်ကူတာခွင့်မရှိတော့ဆရာအောင်အထုကူများထားရှိခြင်းတို့ကြောင့်ထားရှိခြင်းကိုတွေ့ရှိရတဲ့အတွက်လူနာများအကျိုးငါတဲ့စေုံကလုပ်ငန်းများရဆိုင်လာခြင်းဖြစ်ပါသေးတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒီနေပြီးတော့ကောင်းစီနေပြေထဲမှာတော့ကျွန်တော်တို့ဒါစီရီယန်ဆရာအောင်နေခတ်ပြီးတော့ကျွန်တော်စေုံဖွင့်လိုက်တဲ့သဘောလို့ကျွန်တော်နားလေရပါတယ်။နားလေရပါတယ်။ဘာကြောင့်ဒါကကျွန်တော်ကြားမှယူကြတဲ့အဖြေကိုပဲကျွန်တော်ပြန်ရှင်းတာပါ။အဖြေကရှင်းရှင်းလေးတရားဝင်စင်ကူတာခွင့်မရှိတော့ တရားဝင်စေကူတာခွင့်မရှိတော့ဆရာဝန်အထုကူများထားရှိခြင်းတို့တွေ့ရှိရတဲ့အတွက်လည်းဒါဆိုကျွန်တော်ဒီမှာကဒါစီရီယန်ဆရာဝန်တွေဒီမှာပြန်ခတ်တယ်ပြန်ခတ်ပြီးဆေးကိုလက်ပတ်တယ်ပေါ့ဒါကြောင့်ဒီဆေးကိုပေးလိုက်ရတော့နားလေရတယ်အဲ့တော့ဒါတော့ပြန်နေပြီးတော့မှရှိတဲ့နေပြီးတော့ကောင်းစီနေမြေတက္ကိနာတေတီမြို့နယ်မှာရှိတဲ့ရှိတဲ့ကျွန်တော်ပုံကလေးကဆေးုံကျင်းပုံဆေးုံကိုကျမိုက်ဝန်ကြီးဌာနကနေပြီးတော့ပိတ်လိုက်တဲ့အချိန်ကပတ်သက်ပြီးတော့ဒါတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းပြန်နေရာတိုင်းမှာကကျွန်တော်တို့မိတ်ဆွေတွေရှိတဲ့အခါကျကျွန်တော်တို့ကလည်းဒီမြေပြင်ကိုကျွန်တော်ဆင်းကြည့်လို့ရတဲ့နေရာအထိကျွန်တော်ဆင်းကြည့်ပါတယ် စင်းကြီးလို့အခက်ခဲဖြစ်တယ်လမ်းမဆက်တော့ရအခက်ခဲဖြစ်တယ်ဆိုကျွန်တော်တို့ဒီဓာတ်ပုံမှတ်တမ်းတွေရတဲ့အချက်လက်တွေကိုးကားပြီးကျွန်တော်တို့အချို့သောဟာတွေတင်ပြပါတယ်နေရာတိုင်းမှာတော့ကျွန်တော်မိတ်ဆွေရှိပါတယ်ကျွန်တော်တို့ကတော့ဒီလက်လမ်းမီတယ်ကျွန်တော်တို့သွားလို့ရတဲ့နေရာဆိုတော့ကျွန်တော်တို့မြေပြင်ကွင်းစိမ်းပြီးသွားကြည့်တယ်တကယ်ဖြစ်သလားမဖြစ်သလားအဲဒီလိုအချက်လက်တွေရပြီဆိုရင်ကျွန်တော်တက်ဆိုင်ဝန်ကြီးဌာနကိုကျွန်တော်ထပ်ပြီးအတည်ပြုပါတယ်အတည်ပြုပါတယ်အတည်ပြုပြီးမှကျွန်တော်ပြန်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါရှာရှာပါပါပေါ့နေပြီးတော့ကောင်းစီနေပြီးပါရှာရှာပါပါပေါ့ရှာရှာပါပါကျွန်တော်တို့ပုံလိုက်ဆေးုံနေပိတ်သိမ်းတာဖြစ်ပါတယ်ကျွန်တော်ရခင်ကတော့ခမရောလည်းကြားဦးပါပါ ီမန်လေးမှာရှိတဲ့ပௌဒ်ကစေအောင်ချို့ကိုပိတ်သိမ်းလိုက်တာလေကြားဥပါလိမ့်မယ်အခြားသောနေရာမှာလည်းဒီလိုမျိုးဒီစီရန်ဆောင်နေခန့်လို့စေအောင်နေပိတ်သိမ်းရပိတ်သိမ်းလိုက်တာလေကြားဥပါလိမ့်ဒါလက်ရှိတော့ကျွန်တော်နေပြီးတော့ပါဒါရှာရှာပါပါကိစ္စလို့တော့ကျွန်တော်ပြောမှာဖြစ်ပါတယ်